စကိုင်းတိုင်းတဲကရေဦးခင်ဦးနဲ့ကံဘလူမျိုးနဲ့အဆက်မှာနိုဝင်ဘာဒုတိယပတ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင်းကျေးရွာပေါင်း20ကျော်တိမ်းရှောင်နေရပြီးစစ်ရှောင်ပြည်သူတွေဟာအကူအညီတွေလိုနေပါတယ်နိုဝင်ဘာ16ရက်မနေ့ကလည်းအင်အား300ခန့်ပါစစ်ကောင်စီစစ်ကြောင်းဟာကြောက်တိုင်ရွာကိုဝင်ရောက်မိရှို့ဖျက်ဆီးခဲ့ကြောင်းခင်ဦးမျိုးနဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်ရက်ရှည်လာတာနဲ့အမျှစစ်ရှောင်တွေအတွက် နေစရာစားစရာအခက်အခဲတွေများလာတဲ့အပြင် ။ဆောင်းရာသီအကူးမှာကျန်းမာရေးမကောင်းတာအများစုဖြစ်လာကြောင်းသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ12ရက်ကကံဘလူမြို့နယ်ကနေခင်ဦးဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့အင်အားတရာကျော်ပါတပ်မ33တပ်တွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်စစ်ကြောင်းပြတ်ပြီးစစ်ကြောင်းမှုအပါအဝင်စစ်သားအယောက်90သေဆုံးပြီးတော့စစ်တုံးပန်း15ဦးနဲ့လက်နက်ခဲယမ်းတွေကိုရရှိခဲ့တာပါ။အဲ့ဒီဖြစ်စဉ်နောက်ပိုင်းမှာစစ်ကောင်စီတပ်က ကမ်ဘလူမျိုးနယ်ကသင်ကန်းဝုတ်ဝါသဝရဲ့ပြူစောထီရီနဲ့ပါအင်အားထပ်တိုးပြီးရေဦးခင်ဦးကမ်ဘလူနယ်အဆက်ကိုစစ်ကြောင်းထိုးကြေးရွာတွေကိုမိရှို့ဖျက်ဆီးနေတာလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရရှင်။